ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ recap လုပ်ပေးမယ့်ရုပ်ရှင်ကတော့2008ခုနှစ်ကထွက်ရှိခဲ့တဲ့ Domesday လို့ခေါ်တဲ့တဲထိတ်ရင်ပိုအရှင်ရုပ်ရှင်ပဲဖြစ်ပါတယ်ဇလန်းလေးရဲ့အစမှာတော့ Scotland နိုင်ငံမှာရှိတဲ့ပြည်သူတွေဟာကြီးမားတဲ့နိုင်ငံကြီးတစ်ခုနဲ့ပိုင်းခြားခံထားရပါတယ်အကြောင်းကတော့နိုင်ငံတစ်ဝက်မှာမရဏဗိုင်းရပ်တစ်မျိုးကလင်းလင်းမြန်မြန်ပြန့်နှံ့နေလို့တပတ်အတွင်းလူပေါင်းတောင်းချီအသက်ဆုံးရှုံးခဲ့ရပြီလည်းဖြစ်ပါတယ်တိုင်းပြည်အတွင်းမှာတော့ quarantine ဝင်မှုတတ်မှတ်ထားပြီးဗိုင်းရပ်ပြန့်နှံ့တာကိုတားဆီးဖို့အတွက်နေဆက်တွေကိုလည်းပိတ်ထားပါတယ်ဒါမဲ့လူတော်တော်များများကတော့ယောဂကူးစက်မှုတွေရှိနေတဲ့နေရာကနေတွေ့ဖို့အတွက်ခြံစည်းရိုးကိုဥတီလာနေကြပါတယ် ရုတ်တရက်ဆိုသလိုပဲစစ်တပ်ကလူအုပ်ထဲကယောဂလက္ခဏာပြနေတဲ့လူတယောက်ကိုတတိထားမိပြီးတဲ့နောက်သူ့ကိုပြစ်တက်လိုက်ပါတယ်။အဲ့ဒီပြစ်တက်မှုကြောင့်ယောဂဘိုးရှိနေတဲ့သွေးရည်တွေကအနီးမှာရှိတဲ့လူတွေအပေါ်ကိုကျသွားခဲ့ပါတယ်။စစ်တပ်ကလည်းဒရဇက်စတင်တိုက်ခိုက်ချိန်မှာလူတွေလည်းခြံစည်းရိုးကိုချို့ဖြက်ဝင်ရောက်ဖို့ကြိုးစားလာပါတယ်။လူတွေကိုတရိတ်ဆန်လေးတွေလိုဇက်တိုက်ပြစ်တက်နေတဲ့စစ်သားတွေဟာနေဆက်တကားကိုပိတ်ချလိုက်ပြီးတဲ့နောက်မှာတော့၈မီတာအမြင့်ရှိတဲ့တကားကြီးနဲ့နိုင်ငံကိုနှစ်ပိုင်းပိုင်းလိုက်ပါတယ်။ကက်သရင်းနဲ့သူသမီးလေးတို့ဟာထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေသူတွေပါ။ဒါမဲ့ကြီးစံတစ်ခုကသမီးလေးရဲ့မျိုးလုံးကိုထိမှန်သွားပါတယ်။ အဲ့ချိန်မှာပဲမိခင်ဖြစ်သူကစိတ်ရရရင်တစည်းကိုမြင်တွေ့လိုက်ရပါတယ်။စစ်သားတွေကိုတောင်းပန်ပြီးသူသမီးလေးကိုကယ်တင်ပေးဖို့ပြောခဲ့ပေမယ့်နောက်ဆုံးကြံတဲ့စစ်သားတွေဟာစိတ်တင်ညဉ့်ညံ့နေတဲ့ဒေသကနေထွက်ခွာသွားပြီးတော့ပြည်သူတွေကိုစွန့်ပစ်လိုက်ပြီးပဲဖြစ်ပါတယ်။အဲ့ဒီနိုင်ငံကြီးကတော့တနိုင်ငံလုံးနဲ့စကော့တလန်နိုင်ငံကိုနေဆက်တစ်ချောင်းမှာပိုင်းခြားထားလိုက်တာပဲဖြစ်ပါတယ်။စစ်တပ်ကတော့နိုင်ငံသားကိုကတ်လာတဲ့ဘသူကိုမဆိုပြစ်တတ်တာပါ။ကွာရတင်းဇုံမှာရှိနေတဲ့လူတွေအကုန်လုံးကရက်ဆက်ကြမ်းကြုံပြီးလူသားစားကြတဲ့အထီတောင်ဖြစ်လာပါတယ်။ဖီတိန်နိုင်ငံကြီးကလည်းလုံးဝဆင်းရဲမွဲတည်တဲ့နိုင်ငံဖြစ်ကိုရောက်သွားပါတယ်။ 29နှစ်ကြာပြီးတဲ့နောက်မက်အီဆိုတဲ့ကဲဆဲခံထားရတဲ့မိကလေးဟာအထူးတက်ဖွဲ့မှာဗိုလ်ကြီးဖြစ်လာခဲ့ပါတယ်။သူ့ရဲ့မျက်လုံးမှာတော့ကင်မရာတက်ဆင်ထားတဲ့မျက်လုံးတစ်ခုကိုတတ်ထားပြီးအဲ့ဒီမျက်လုံးနဲ့လူရီရဲ့ချစ်လက်ကောက်ယူရာမျိုးကိုလှုပ်ဆောင်ပါတယ်။မက်အီဟာကျုံယောင်းဝယ်ကြီးလုံနေတဲ့တင်မောတစီကိုတွဲဘက်တင်နဲ့အတူဝင်ရောက်စီးနှင်းခဲ့ပါတယ်။သူ့တွဲဘက်ကတော့တစ်ချိန်တည်းမှာပဲတင်မောကိုတိုက်ခိုက်ဖို့လုပ်တယ်။အဲ့ဒီတင်မောပေါ်မှာဝယ်သူတွေနဲ့ညှိနှိုင်းရေးလှုပ်ဆောင်နေတဲ့ချိန်တိုက်ခိုက်ရေးဖွဲ့နဲ့ထိတိုက်တိုးပါတယ်။မအီးရဲ့တွဲဘက်ကိုတစားကန်ဖြစ်ဖမ်းထားတဲ့အတွက်မအီးကခြေနေကိုလိလာဖို့ကင်မရာမျိုးလုံးတူကိုတုံးချခဲ့ပါတယ် တဖက်မှာကတွဲဘက်ကိုတစားကန်လှုပ်ထားတဲ့သူကရှီမတိုးနဲ့ရှီတိုးရင်ပြစ်မာလို့ချင်းချောက်ခဲ့ပေမဲ့မက်အီကမရက်ဖက်ရှီတိုးခဲ့ပါတယ်။ဒါမဲ့လေချင်းတွေကပိုဆိုးပြီးတင်းမာလာချိန်မှာပဲမထင်မှဖက်ကျွန်ကုန်တွေကမက်အီတွဲဘက်ကိုပြစ်တက်လိုက်မိပါတယ်။အဲ့ဒီမှာမက်အီလည်းအဲ့ဒီရာဇဝတ်ကောင်ကိုပြန်လဲပြစ်တက်ခဲ့ပါတယ်။ကျွန်ကုန်ကူးမှုဆက်စင်ရေးပြီးမှာတော့မက်အီဟာလွန်ခဲ့တဲ့28ရက်တုန်းကသူ့မိခင်ခြံထားခဲ့တဲ့မှတ်စုစာရေးလေးကိုပြန်ထုတ်ကြည့်နေမိပါတယ်။မက်အီစီကိုသူ့ရဲ့ထက်လူကြီးကပတိန်ပြောင်ကြီးရောက်လာပါတယ်။တင်းမောပေါ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာသေးစိတ်ကိုလူချင်းချောင်းလာပြောတာပါ။ မဲအီကတော့သူ့မျက်လုံးတူးကနေရိုက်ကူးထားတဲ့ဗီဒီယို chat ပြကိုပြောင်းကြည့်စီပေးလိုက်ပါတယ်အဲ့ဒီမှာပဲပျောင်ကြီးကမဲအီရဲ့မှတ်စုစာရွက်ကိုယူကြည့်လိုက်ပါတယ်။မဲအီကတော့သူ့မေရဲ့မျက်နှာကိုတော့မှတ်မိတော့လို့စိတ်မကောင်းဖြစ်နေခဲ့တာပါ။ပြီးတော့လည်းအဲ့ဒီမှတ်စုစာရွက်ထဲမှာရေးထားတဲ့လိပ်စာစီကိုလည်းရောက်အောင်မသွားနိုင်လို့တနုံနုံဖြစ်နေခဲ့တာပါ။မဲအီအနေနဲ့အရန်ကိုလှုပ်ကြိုးစားလွန်းနေတာကစံမကြီးအတွက်မကောင်းဘူးလို့သတိပေးပါတယ်။ထပ်ပြီးတော့အနားလေးတော့ယူပါအောင်ဆိုပြီးတော့လည်းအကြံပေးပါတယ်။မကြခင်မဲအီတို့ရဲ့လုံခြုံရေးထူးတက်ဖွဲ့မှာမူရဲ့ဂိုင်းတစ်ခုကိုဖြိုခွင်းရဖို့ဖြစ်လာခဲ့ပါတယ်။ ရတက်ဖွဲ့ဟာဆိုးရတဲ့အနာတွေရရှိထားတဲ့ယောဂကုသံခံရသူတွေကိုပြစ်ထည့်ထားတဲ့အခန်းတစ်ခုကိုမတော်တဆရှာတွေ့သွားခဲ့ပါတယ်။နောက်ဆက်ဝင်ကမ်းမှာတော့ဝင်းကြီးချုပ်ဂျွန်းနဲ့တူဆင်းမြင့်ရရှိမိုက်တို့ဟာဗိုင်းရပ်ယောဂအရေးဖြေရှင်းဖို့အတွက်စီစဉ်တစ်ခုကိုကောင်းထည့်ပေါ်ဖို့အရေးပေါ်စည်းဝေးတရက်ကိုကျင်းပနေပါတယ်။လန်ဒန်မြို့တစ်ခွင်မှာရှိတဲ့တူးမြောင်းနေအားလုံးကိုတရားတွေကနေတဆင့်ပိတ်ချလိုက်ပြီးမြို့ကိုပြင်ပကဘာနဲ့ဆက်သွယ်ဖြတ်တောက်လိုက်ဖို့ဝင်းကြီးတွေကအကြံပေးပါတယ်။ဒါမဲ့လေကပတိန်ပြောင်ကြီးကကွာလာဟာလာသတင်းတွေရဗရကနောက်တစ်ကြိမ်ပြန့်နှံ့လာနေတယ်လို့ကြားထားတဲ့အတွက်မြို့ကိုထိခိုက်သွားစေနိုင်တယ်လို့သတိပေးပါရယ် ီးတော့နမရီပေါ်မှာယောဂကုသခံထားရသူတွေရဲ့အလောင်းတွေကမျိုးနေလူလူကိုထိ ंछ ုံမရနိုင်တဲ့ဝယုံသုံးကားအခြေအနေတွေဖြစ်ပေါ်စေနိုင်တယ်လို့လည်းဆိုပါတယ်အစည်းအဝေးပွဲအပြီးမှာဝန်ကြီးချုပ်ဂျွန်ဆင်းမြင့်ရရှိမိုက်တူဟာကပတိန်ပြောင်ကြီးကိုဂျိုရူးကနေရရှိထားတဲ့ထောက်လိုင်းရင်တပ်ပုံတွေကိုပြသခဲ့ပါတယ်။ဒါဟာဗီဒိန်ဆိုးရကစကော့တလန်နိုင်ငံဂလပ်စကိုမြို့တော်နဲ့အီဒင်ဘရာမြို့တွေမှာဘာတွေဖြစ်နေတယ်ဆိုတာကိုစောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။ စောင့်ကြည့်လေးလာမှုတွေရာစွန့်ပစ်ခံထားရတဲ့အဲ့ဒီမျိုးတွေမှာလူတော်တော်များများကဘာလို့ရှားမှုမှမရှိခဲ့ပေမဲ့လွန်ခဲ့တဲ့သုံးနှစ်ကစလို့ Glasgow မြို့ကလမ်းပေါ်တွေမှာလူတွေကိုတွေ့ရတဲ့အကြောင်းအသက်ရှင်ကျန်ရဲ့သူတွေရှိတာသေချာကြောင်းအရာရှိဂျွန်ကပြောပါတယ်။နိုင်ငံနောက်ကွယ်ကနေရာမှာကာကွယ်ဆေးထုတ်လုပ်နိုင်လောက်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီကန့်သတ်ထားတဲ့ဒေသစီသွားရောက်ပြီးဖြစ်နိုင်ရင်လန်ဒန်ကိုအမြန်ဆုံးပြန်လာရမယ့်ထိတ်တန့်အေဂျင့်တွေပါဝင်မဲ့အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းဖို့ကပတိန်ပြောင်ကြီးကိုတာဝန်ပေးလိုက်ပါတယ်။ကပတိန်ပြောင်ကြီးကမအီကိုခေါ်လိုက်ပြီးအရာရှိကြီးမိုက်စီကိုခေါ်သွားပါတော့တယ်။ကားပေါ်မှာတော့မအီလှုပ်ဆောင်ရမယ့်လုပ်ငန်းသဘောတဘာဝကိုရှင်းပြနေပါတယ်။ ကောက်ဘော်ကနေမစင်းခင်မှာတော့မဲအီကသူ့မိခြံထားတဲ့မှတ်စုစာရွက်ကိုပြောင်ကြီးစီပေးပြီးတော့တင်ထားခိုင်းခဲ့ပါတယ်။အရာရှိကြီးမိုက်ကကွာရန်တင်းကာလမစတင်ခင်ကတည်းကမရဏဗိုင်းရပ်ကိုဒေါက်တာမားဆိုတဲ့သူကသူ့တည်တနာပြုနေခဲ့တာဖြစ်ကြောင်းနဲ့သူ့ရဲ့တက်ခွဲခန်းဟာဂလပ်စကိုဆေးရုံမှာရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ဒေါက်တာမားတီတာကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့သူဖြစ်ပြီးသူ့ရဲ့တက်ခွဲခန်းကိုရှာဖွေဖို့မဲအီကိုဂျွန်ကကြံပေးပါတယ်။အဲဒီလေဝဲဆက်စင်ရေးကိုလှုပ်ဆောင်ဖို့မဲအီတို့ဖွဲ့အနေနဲ့အချိန်48နာရီရမှာဖြစ်တဲ့အကြောင်းလည်းပြောပါတယ်။အဲ့ဒီချိန်မှာလန်ဒန်မြို့နယ်လူလူဟာပြင်းထန်တဲ့ကွာရတင်းတက်မှတ်ချက်တွေနဲ့ပတ်သက်လို့စိတ်ဆိုးဒေါသထွက်နေကြပါတယ် မကြခင်လဲထီကယုံတွေဖြစ်ပေါ်လာမဲ့လာလာတွေကိုမြင်တွေ့နေရပါတယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့ဝန်ကြီးချုပ်ဂျွန်နဲ့အရာရှိကြီးမိုက်တို့ကဆွေးနွေးနေကြပါတယ်ဒါမဲ့လည်းအရာရှိကြီးကိုဂျွန်ချန်ပေးတာကတော့ကွာတင်းစုံကိုနေရာရှင်းလင်းတာမျိုးမလုပ်သင့်ပဲအဲ့လိုလုပ်ချင်းကနောက်တစ်ကြိမ်ကာယောဂါပြန်ဖြစ်လာတဲ့အခါလူတွေကိုပို့ပြီးကန်တန်လိမ့်မယ်လို့သူယုံကြည်ထားတဲ့ကြောင်းပြောခဲ့ပါတယ်မိုက်တို့ဖွဲ့ရလဲစကော့တလန်နေဆက်မှာရှိတဲ့နိုင်ငံကြီးစီကိုရောက်ခဲ့ကြပါတယ်အဲ့ဒီမှာသူဟာတက်ချက်ကြီးနော်တန်တို့ဖွဲ့နဲ့ဆုံးပါတယ်မကြခင်လုံးမဲ့ဆစ်စင်ရေးအတွက်ပြင်ဆင်ထားတဲ့လက်နက်တွေကိုမအီကိုပြလိုက်ပါတယ်ပြီးတော့သူတို့အဖွဲ့မှလည်းဆစ်ဆောင်ဝင်နှစ်ယောက်ပါဝင်တယ်လို့လည်းပြောလိုက်ပါတယ် အဲ့ဒီဆရာဝန်တယောက်ကအရင်တုန်းကမရဏဗိုင်းရဲ့သုတေသနအတွက်အလုပ်လုပ်ဖူးခြားသူတွေပါစစ်တပ်ဟာပိတ်ထားတဲ့ဂေဒကားတွေကိုဖွင့်လိုက်ကြပြီးအထူးတပ်ဖွဲ့ကလက်နက်တွေပြည်စုံတပ်ဆင်ထားတဲ့ရင်းနှင်းနဲ့ကန့်သက်ထားတဲ့ဧရိယာတွေဝင်သွားကြပါတယ်။နိုင်ငံနောက်ကွယ်မှာဘာရီကြုံတွေ့ရနိုင်တယ်ဆိုတာကိုအဖွဲ့ကသိမှတ်ထားပါဘူး။ကလပ်စကိုမျိုးစီသွားတဲ့လမ်းပေါ်မှာမျိုးကလူတွေရဲ့ကြောင်းမွက်ဖွယ်ရာပြောင်းလဲသွားမှုကိုနောက်ဆုံးအချိန်ထိလေ့လာနေခဲ့တဲ့ဒေါက်တာမားရဲ့ရေဒီယိုသတင်းစကားတစ်ခုကိုနားထောင်နေကြပါတယ်။တတ်မှတ်ထားတဲ့နေရာကိုရောက်ရှိချိန်မှာတော့သူတို့အဖွဲ့ဟာဆွန့်ပစ်ထားတဲ့စေယုံတစ်ခုတည်းကိုဝင်လိုက်ကြပြီးတတိကြီးစွာလှုပ်ရှားကြပါတော့တယ်။ ပြီးတော့အဲ့ဒီစောင့်နယ်မှာဒေါက်တာမားရဲ့ဆက်သက်ခံကိုရှာတွေ့နိုင်မှုစူးစမ်းကြပါတယ်အဲ့ဒီချိန်မှာပဲလက်နဲ့တက်ဆင်ထားတဲ့သူတို့ရဲ့ကားရှိမှာတက်ရှင်နေတဲ့မိန်းကလေးတယောက်လာရက်နေတာကိုမြင်လိုက်ရတော့မိုက်ကိုလှမ်းပြီးကြောင်းချခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကယောဂကုသခံထားရနိုင်တဲ့အတွက်သူ့နားကိုမသွားဖို့အမိန့်ပေးလိုက်ပေမဲ့အကူအညီလိုအပ်နေသူဖြစ်တာကြောင့်အဲ့ဒီမိန်းကလေးနားကိုရင်ဘောကအဖွဲကကတ်သွားလိုက်ပါတယ်။အဲ့ဒီကိုယောက်သွားတဲ့အချိန်မှာအဲ့ဒီမိန်းကလေးကနွမ်းနေနေပြီးမိလဲကျသွားပါတယ်။အထူးတပ်ဖွဲ့ဝင်ထဲမှာပါလာတဲ့ဒေါက်တာကသူ့ကိုစမ်းသပ်ဆစေးဖို့အတွက်တီးကြားခွဲထားဖို့ရင်ဘောကိုခေါ်သွားလိုက်ပါတယ်။ ဒုတပ်ဖွဲ့ဟာစစ်သက်ခန်းကိုရှာတွေ့ခဲ့ပေမဲ့ရုတ်တရက်သူတို့ဟာဒေါသထွက်ပြီးရန်လိုနေတဲ့ခိုလုံသူအဖွဲ့တစ်ခုရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ကြမ်းတမ်းတဲ့တိုက်ခိုက်မှုအတွင်းမှာသူတို့ရဲ့ဖွဲ့ဝင်တယောက်သေဆုံးခဲ့ရပါတယ်။အဲဒီနောက်တော့ခိုလုံသူအဖွဲ့ကမဲအီးရဲ့ယင်တွေကိုတက်စီပလင်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။အဲဒီနေရာကနေလွန်မြောက်ဖို့ကြိုးစားနေစဉ်မှာပဲရုတ်တရက်ဆိုသူတို့သူတို့ကယ်တင်ထားတဲ့ကော်မလီကသတိပြန်ရလာပြီးရင်မောင်းရဲ့လေဘင်းကိုဓာတ်နဲ့လှိဖြက်လိုက်ပါတယ်။အဲဒါကြောင့်ယင်ဟာလည်းစာအုပ်တစ်ခုနဲ့ဝင်တိုက်ပြီးလက်ပစ်ဘုံးကြောင့်ပေါက်ကွဲသွားပါတယ်။အဲ့ဒီချိန်မှာပဲခိုလုံသူအဖွဲ့ကတော့မဲအီးတို့အဖွဲ့ပါဝင်ကြန့်ရှိတဲ့ထူးတက်ဖွဲ့ဝင်တွေကိုဆက်လက်တိုက်ခိုက်နေပါတယ်။ ။ဒါကြောင့်မဲရီတို့ကဓာလီကားကနေတဆင်ဆေးရုံကနေစုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဓာလီကားကေဘယ်ကြိုးကိုပြစ်ချလိုက်ပြီးရေမြုပ်ဘုံကိုပါဖောက်ခွဲလိုက်ပါတယ်။အဲဒီမှာပဲကြံရှိတဲ့ရင်ကမဲရီနဲ့တက်ကြွကြီးနော်ထန်ဆရာဝန်နှောက်ကိုလာကယ်ထုတ်ပါတယ်။အနောက်ကလည်းတိုက်ခိုက်နေကြတဲ့လူကြီးကကောင်းနောက်ကိုတောက်လျှောက်လိုက်လာတဲ့အချိန်မှာပဲအပေါ်ကနေခလုံးသူတို့ကရင်မောင်းသူကိုမျှနဲ့လှမ်းပစ်လိုက်ပါတယ်။အဲဒီမှာပဲကားကအချိန်မထိနိုင်ပဲမှောက်သွားပါတော့တယ်။ကြရှိတဲ့ထူတက်ဖွဲ့ဝင်တွေကကားတွေကနေထွက်ပြီးပြန်လဲပြစ်ခတ်ပါတယ်။ဒါမဲ့မကြခင်မှာပဲလက်နဲ့ခဲရနေကုံသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲခလုံးသူဖွဲ့ဟာနီးကပ်ရောက်ရှိလာပြီးဖွဲ့ဝင်တို့အုပ်ကိုတတ်ဖြတ်လိုက်ပါတယ်။ လူအုပ်ကြီးစီကတက်ကြကြီးနော်တန်တို့အဖွဲ့ကလွန်မြောက်သွားပေမဲ့မအီနဲ့နောက်ထပ်ကြံရှိတဲ့စစ်ဆရာဝန်ကတော့လူအုပ်ကြီးရဲ့ဖမ်းဆီးတာကိုခံလိုက်ရပါတယ်။နောက်ထပ်ဇက်ဝင်ကမ်းမှာတော့မအီရခလုံသူအဖွဲ့ခေါင်းဆောင်ရဲ့ကျင်းသားဖြစ်လို့နေပါပြီ။သူတပားနာကျင်နာကိုမြင်တွေ့ရမှစိတ်ချမ်းသာလေးရှိတဲ့အဲ့ဒီခလုံသူခေါင်းဆောင်ကမအီကိုရိုက်နှက်ပါတော့တယ်။ပြီးတော့မအီကဘယ်သူလဲဘယ်ကလဲလို့မေးပါတယ်။အနှိမ့်ဆက်ခံထားရတဲ့မအီကတော့သူဟာနိုင်ရနောက်ွယ်ကနေလာတာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။အဲ့ဒီခလုံသူခေါင်းဆောင်ကတော့ဒေါက်တာမဟာနိုင်ရနောက်ွယ်မှာဘာမှမရှိဘူးလို့သူ့ကိုလိန်ပြောခဲ့တာပဲလို့သိလိုက်ပါတယ်။ အခုတော့ခလုံးသူခေါင်းဆောင်အားဒီကန့်သက်ဇုံတဲကနေထွက်ဖို့မျှော်လင့်ချက်ရှိသွားပါတယ်။မအီကိုတုံးချပြီးဒီဇုံတဲကနေတက်ရှင်လျက်ထွက်သွားနိုင်မှုကြိုးပမ်းပါတယ်။အဲ့ဒီခလုံးသူခေါင်းဆောင်ကမအီကိုစောင့်ကြည့်ထားကြဖို့နဲ့သူတက်ရှင်နေဖို့လိုတယ်ဆိုပြီးသူ့လူတွေကိုမိန့်ပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲခလုံးသူခေါင်းဆောင်ရဲ့ရည်စားကမအီစီက GPS ကိုယူလိုက်ပါတယ်။အဲ့ဒီ GPS ကသူတို့ဒီကန့်သက်ဇုံတဲကိုဝင်မလာခင်ရာရှိကြီးမိုက်ကပေးလိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီ GPS ကိုဖနှက်နဲ့တင်တင်ပြီးဖြစ်စီလိုက်ပါတယ်။အဲ့ဒီချိန်တစ်ဖက်မှာလဲခလုံးသူတွေဟာပါတီဝဲတစ်ခုကိုကျင်းပနေကြပါတယ်။အဲ့ဒီမှာအကခုံတွေတချင်းဆိုတာတွေပါလုံနေကြတာပါ။အ အဲ့ဒီမှာကိုလုံသူခေါင်းဆောင်ကစင်ပေါ်ကနေမိကွန်းချွေပါတယ်။အဲ့ဒီမိကွန်းထဲမှာသူတို့တွေဘာဆက်လုပ်မယ်ဆိုတာကိုဘယ်သူမှမပြောနိုင်ပါနဲ့။သူတို့ဟာအမြဲတမ်းပြင်မာရှိတဲ့လူတွေကိုဖမ်းဆီးဖို့အဆင်သင့်ဖြစ်နေတဲ့ကြောင်းထုတ်ပြောပါတယ်။အဲ့ဒီပါတီပွဲကိုစားတောက်တီနဲ့ဆုံးသက်မှာဖြစ်တာကြောင့်အောက်မှာရှိနေတဲ့လူအုပ်ကြီးကိုခေါင်းဆောင်ကစက်ကူပန်းပြားတွေနဲ့ကျဲချပေးခဲ့ပါတယ်။အဲ့ဒီမှာပဲမိုင်းရိုးနဲ့ပါလာပြီးဖန်ခန္ဓာရတဲ့စစ်တောက်တာကိုလူပုံလဲတဲ့ထက်ပြီးသူ့ကိုရှင်လက်လက်မိခင်စားဖို့လှုပ်ပါတော့တယ်။လူအုပ်ကြီးရဲ့ချင်းမွန်ထောပနာအတန်ဒီနဲ့တူခေါင်းဆောင်ရဲ့ချစ်သူဟာဒေါက်တာရဲ့ခန္ဓာကိုယ်ကိုပေါမုတ်လှီးသလိုပိုင်းပိုင်းလှီးဖြတ်လိုက်ပါတယ်။ ယူနေကြတဲ့လူသားစားလူအုပ်ကြီးဟာလည်းသူတို့ရဲ့တားကောင်ကိုမြင်းရင်ရှိရေးတုံးဆောင်ပါတော့တယ်အဲ့ဒီအချိန်မှာပဲမဲအီဟာဖန်ခန္တာရတာကနေလွတ်မြောက်ဖို့အတွက်အကြံစီတစ်ခုကိုစီစဉ်နေပါတယ်အဲ့ဒါကတော့သူဟာပစ္စည်းနေပြီဖြစ်တဲ့ GPS ကနေဝါယာကြိုးကိုဆွဲထုတ်ပြီးလက်ထိပ်ကိုဖြုတ်ဖို့ကြိုးစားပါတယ်မကြခင်မဲအဆောင်တစ်ယောက်ရောက်လာပြီးသူ့ကိုခွန်နာတော်ကမိခင်ထားတဲ့လူသားကိုလာကျွေးပါတယ်မဲအီကတော့လူသားမိခင်နဲ့ရလို့ဘာမှမဖြစ်ကြောင်းဟန်ဆောင်ခဲ့ပြီးရည်တော်ဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒါကြောင့်အဆောင်တကားနာကိုကတ်လာချိန်မှာပဲမဲအီကသူ့ကိုဆွဲလိုက်ပြီးတိုက်ခတ်လိုက်ပါတယ် အဲဒီကနေတစင်ချုပ်ခန်းထဲကနေထွက်လာခဲ့ပြီးနောက်ထပ်ဆောင်းတစ်ယောက်ကိုလည်းသူ့မှာရှိတဲ့လက်နက်နဲ့အသေးရိုက်တက်လိုက်ပါတယ်။နောက်ထပ်ချုပ်ခန်းတစ်ခုထဲမှာရှိနေတဲ့မင်းကလေးကသူ့ကိုကူညီပေးဖို့မအီကိုတောင်းဆိုခဲ့ပါတယ်။ပထမကတော့မအီလည်းခြေုံချတုံဖြစ်နေခဲ့ပေမယ့်ဒေါက်တာမားကအဲဒီမင်းကလေးရဲ့အဖေဖြစ်ကြောင်းသိလိုက်ရပါတယ်။ပြီးတော့အဲဒီမင်းကလေးကသူ့ကိုသာလွတ်မြောက်အောင်လုပ်ပေးမယ်ဆိုရင်သူ့ဘေကိုရှာဖို့ကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ပဲမအီကခလုံးသူခေါင်းဆောင်ရဲ့ချစ်သူကဒါနလက်နဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာမအီကဒါတလက်ကိုရာသွားပြီးတဲ့နောက်ဆက်လက်တိုက်ခိုက်တာလေးအိမ်မျှနေခဲ့ပါတယ်။ ရုတ်တရက်ပဲကျင်းချထားတဲ့မင်းကလေးကခေါင်းဆောင်ရဲ့ချစ်သူကောင်းကိုဖမ်းပေးပြီးမအီကသူ့ရဲ့လက်မောင်းနဲ့ကောင်းကိုဖျက်တော့လိုက်ပါတယ်။အချင်းကန်းတွေကနေထွက်လာပြီးတဲ့နောက်မအီဟာတက်ကြက်ကြီးနော်ဒန်တို့အဖွဲ့နဲ့ဆက်သွယ်ဖို့ကြိုးစားပါတော့တယ်။သူတို့ဟာယထာပူရာယုံတို့ခုမှတွေ့ဖို့ချင်းခဲ့ကြပါတယ်။မကြခင်ခလုံးသူခေါင်းဆောင်ကမအီလွတ်မြောက်သွားတယ်ဆိုတာကိုသိလိုက်တာနဲ့ရှာဖွေဖို့သူ့လူတွေကိုလွှတ်လိုက်ပါတယ်။တကြကြီးနော်တန်တို့အဖွဲကလည်းသူတို့ပုံအောင်နေတဲ့နေရာကနေထွက်လာတဲ့အချိန်မှာပဲမော်တော်ဆိုင်ကယ်တွေစီးလာတဲ့ခလုံးသူတွေဟာသူတို့နောက်ကိုလိုက်ဖို့ကြိုးစားပါတော့တယ်။နော်တန်တို့နှစ်ယောက်ကမိုက်ရိုနဲ့စုံမဲ့ယထာပူရာယုံနဲ့ကိုပြေးဝင်သွားကြပါတယ်။ မဲ့ဤသူကယ်လာတဲ့မိန်းကလေးနဲ့သူတို့ရဲ့တငယ်ချင်းတို့ဟာနော်တန်တို့ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အဲဒီမှာယထာကိုကြိုတင်ဆန်နှိုးထားခဲ့ပြီးရစ်စက်တဲ့လူအုပ်ကြီးလိုက်လာတာကြောင့်နော်တန်တို့ကိုမဆောက်ဘဲမျိုးကနေထွက်ခွာသွားပါတယ်။ယထာကထွက်နေပေမဲ့နော်တန်တို့နှစ်ယောက်သားတက်လူပြင်းနေရပါတယ်။လူအုပ်ကြီးရဲ့တိုက်ခိုက်တာကိုခံရချိန်မှာတော့နော်တန်ဟာကုံတွဲတဲ့ကိုခုံဝင်လိုက်လို့မဲ့ဤကနောက်မှာကြံခဲ့တဲ့တယောက်ကိုကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။မဲ့ဤဟာယထာဘော်ကနေဆင်ပြီးမော်တော်ဆိုင်ကယ်စီးလာတဲ့သူတယောက်ကိုပစိမ့်နဲ့ရိုက်ပစ်လိုက်ပါတယ်။နောက်ဆုံးမှာတော့မဲ့ဤနဲ့နောက်မှာကြံခဲ့တဲ့သူတို့အဖွဲ့တို့ဟာယထာဘော်ကိုအမိတက်နိုင်ခဲ့ပါတယ်။ အမဲကြီးကျင်းကနေကကယ်လာတဲ့ကော်မလီကသူ့ဖခင်ကိုရှာဖွေပေးဖို့ကူညီပေးနိုင်ပေမဲ့သူ့ဖေစီကိုတော့ခွန်မသွားပေးဖို့တောင်းဆိုခဲ့ပါတယ်။တကယ်လို့သူ့ဖေသာသူ့ကိုတွေ့တာရင်သူ့ကိုပြစ်ဒဏ်မှာလို့လည်းပြောခဲ့ပါတယ်။သူ့ဖခင်ဟာတစ္ဆာပေါက်ခံရပြီးတဲ့နောက်ပိုင်းလူတိုင်းကိုတင်ကမကင်းဖြစ်နေခဲ့တာလို့လည်းဆိုပါတယ်။သူ့ဖေဟာနိုင်ငံနောက်ကနေလာကြတဲ့မဲကြီးနဲ့သူ့ဖွဲ့ကိုလည်းရှင်းလင်းမှတရားကြောင်ပြောပါတယ်။အကြောင်းကတော့သူ့လူတွေသာဒီကိစ္စကိုတီးသွားရင်လူလင်တယောက်ဖြစ်တယ်ဆိုတာတီးသွားမှာဆိုလို့လို့ပြောခဲ့ပါတယ်။ အခုသူတို့တွေ့ခဲ့ရတဲ့ခလုံးသူကောင်းဆောင်ဟာသူ့ဖေရဲ့သားသူ့ကိုဖြစ်တယ်လို့ကော်မလီကပြောလိုက်ပါတယ်။မအီတို့ဖွဲကလည်းယထာဘုကနေဆင်းလိုက်ပြီးလမ်းဆင်းလျှောက်ပါတယ်။သူတို့ဥတီယာကတော့ဆွန့်ပစ်ထားတဲ့ဆဲအခြေဆိုင်စကန်တစ်ခုစီဖြစ်ပါတယ်။ဒီလမ်းကြောင်းကနေသွားရင်တစ်ဖက်မှာရှိတဲ့တောအုပ်ထဲကိုရောက်သွားနိုင်တယ်လို့လည်းရှင်းပြနေပါတယ်။အဲ့ဒီတောအုပ်ထဲမှာတော့သူတို့ရှာနေတဲ့ဒေါက်တာမားရဲ့ညာလေယုံလာတော့မယ်ဆိုတာကိုသိလိုက်ရပါတယ်။သူတို့၄ယောက်သားက၂ယောက်ကပြေးသွားခဲ့ပေမယ့်မအီနဲ့နော်တန်တို့ကတော့ဒေါက်တာမားရဲ့လူယုံတောအုပ်ထဲကနေထွက်လာတာကိုစောင့်ဆိုင်းနေခဲ့ပါတယ်။အဲ့ဒီမှာပဲသူတို့စောင့်ဆိုင်းနေတဲ့ဒေါက်တာမားရဲ့ညာလေယုံကထွက်လာခဲ့ပါပြီ။ ထူးခြားတာကအဲ့ဒီညာလေးရုံးဟာတကယ်ကိုချက်ဝက်တန်းစားပြင်းနဲ့မြင်းစီလာသူပါသူတို့အဖွဲ့တွေကထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့တယောက်ကမလွတ်ဘဲကြံခဲ့ပါတယ်အဲ့ဒီမှာနောက်ထပ်တယောက်လည်းများမှန်သွားပါတယ်တခြားကြံတဲ့မအီရိုကိုတော့အကျဉ်းသားတွေဖြစ်ရှီအောင်နန်းတော်တခုစီကိုခေါ်သွားပါတယ်အဲ့ဒီနန်းတော်မှာဒေါက်တာမားကအရင်တုန်းကစကော့တလန်ဘုရင်အမွေကိုဆက်ခံထားတဲ့ပုံစံနဲ့နေထိုင်နေတာဖြစ်ပါတယ်အကြောင်းကတကယ်လို့သူဟာမျိုးပေါ်မှာနေရင်စောင့်ကြည့်ခံရနိုင်တာဖြစ်တာကြောင့်ဒီနေရာမှာနေထိုင်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်တနေ့ကြာရင်နိုင်ရဲ့နောက်ွက်ကလူတွေဟာသူ့အသက်ရှင်ရပ်တည်နေနိုင်တယ်ဆိုတာကိုသိရှိသွားလိမ့်မယ်ဆိုတာကိုလည်းသူကကြိုတင်တွက်ဆထားခဲ့ပါတယ် ဒါမဲ့သူ့နန်တော်ကိုရောက်လာတဲ့သူတွေကိုဒေါက်တာမကစိတ်ပစ်သွားပါတယ်။အကြောင်းကကာကွယ်ဆေးဆိုတာမရှိခဲ့ပဲတဘာဝရဲ့ရွေးချယ်မှုနဲ့သူတို့ဟာတက်ရှင်ကြံရည်နေတာသာဖြစ်တဲ့အကြောင်းရှင်းပြခဲ့ပါတယ်။မကြာခင်မရဏဗိုင်းရပ်ကပြန်လည်ခေါင်းဆောင်ထားနိုင်ပြီးကြောင်းမဲအီကဒေါက်တာမကိုရှင်းပြခဲ့ပါတယ်။ဒါမဲ့ဆိုရကသူ့စီကနေကုညီလာတောင်းရဲသေးတာကိုဒေါက်တာမကဒေါသထွက်သွားပါတယ်။အဲ့ဒီချိန်မှာပဲလန်ဒန်မှာရှိတဲ့ပြည်သူတွေဟာပြင်းထန်တဲ့ဗိုင်းရပ်ကြောင့်သေဆုံးနေကြပြီဖြစ်ပါတယ်။အဲ့ဒီမှာယောဂကုသခံထားရသူတယောက်ကအစိုးရဆောက်အုံတွေကိုဝင်လာခဲ့ပြီးစောင်းကိုတက်ဖြတ်ခဲ့ပါတယ်။လုံခြုံရေးစနစ်တွေကိုအဆောင်ရဲ့လက်နက်မျိုးလုံးကိုအသုံးပြုပြီးတော့ဖျက်ဆီးလာခဲ့ပါတယ်။ ယောဂကုဆတ်ခံနေရတဲ့သူဟာဝင်းကြီးချုပ်ရုံးထဲမှာတိုက်ခိုက်ဖို့လုပ်ပေမယ့်ပြောင်ကြီးကသူ့ကိုပြစ်ခတ်ဖို့လုပ်ခဲ့ပါတယ်။ဒါမဲ့ယောဂရှင်ရဲ့သွေးတွေဟာဝင်းကြီးချုပ်ရဲ့မျက်နှာကိုဆင်သွားခဲ့ပါတယ်။အဲဒါကြောင့်ယာရှိမိုက်ကဝင်းကြီးချုပ်ကိုရုံးခန်းထဲမှာတီးတန့်ခွဲထားဖို့အမိန့်ပေးခဲ့ပါတယ်။အဲဒီခန်းထဲမှာပဲဝင်းကြီးချုပ်ဟာသူ့ကိုယ်သူခေါင်းကိုပြပြအဆုံးစီရင်လိုက်ပါတယ်။ဒေါက်တာမားဟာတိုင်းပြည်ကနေအာနာဆုံးရှုံးခံမှုစိတ်ကူးမရှိတာကြောင့်နိုင်ရနောက်ကနေချိုးဖောက်ဝင်ရောက်လာသူတွေကိုတုံ့တင်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ရှင်းပြနေပါတယ်။ဒါအပြင်ပြင်ပလူတွေကိုခေါ်လာလို့သမီးဖြစ်သူကိုပါမိရှုထားတဲ့တန်ချောင်းနဲ့ထိုးပြီးပြင်းပြင်းထန်ထန်ပြစ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။ မိုက်ရီနဲ့ဒေါက်တာမားတို့ဟာထူးဆန်းတဲ့မှုတစ်ခုတည်းပြင်ဆင်ခဲ့ကြပါတယ်မိုက်ရီလက်နဲ့ပြည့်စုံတက်ဆင်ထားတဲ့တိုက်ခတ်သူကိုလက်နဲ့မဲ့အနေထားနဲ့ပြန်လဲတိုက်ခတ်ရမှာဖြစ်ပါတယ်လူသက်ကွင်းမှာလာကြည့်ကြတဲ့သူတွေရဲ့ရှေ့မှောက်မှာတိုက်ခတ်သူကိုမိုက်ရီကဓာလန်လက်နဲ့တွေနဲ့အနိုင်ပိုင်းမှုခေရခက်ဆက်ကြိုးစားရပါတယ်အဲ့ဒီမှာပဲမဲအီကအဆောင်တယောက်စီကနေလက်နက်ကိုဆွဲယူလိုက်ပြီးတိုက်ခိုက်သူကိုအာဂုံတုံးပြီးအနိုင်တိုက်ခိုက်ခဲ့ပါတယ်။တချိန်တည်းမှာပဲနော်တန်တို့၃ယောက်သားကသူတို့ကိုချုပ်ထားတဲ့အဆောင်တွေကိုတိုက်ခိုက်ပြီးလွတ်မြောက်သွားပါတယ်။ဒေါက်တာမားကတော့သူ့လူရှုံးသွားတာကိုကြိတ်မနိုင်ခင်မရဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ကျင်းသားအားလုံးကိုချက်ချင်းတုတ်တင်ပြဖို့အမိန့်ပေးလိုက်ပါတယ်။ နော်တန်တို့၃ယောက်ကလည်းလွတ်မြောက်ဖို့အတွက်တည်ကြည်ကြိုးပမ်းရပါတယ်။သူတို့ကရရှိထားတဲ့လက်နက်နဲ့နန်းတော်တွေကနေထွက်ပြေးဖို့လုပ်ပါတယ်။ဒေါက်တာမားကတော့မဲအီကိုဆုံးသက်တက်ဖြစ်ဖို့သူတို့တွေကိုမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့မဲအီကိုနော်တန်ကကယ်တင်ပေးနိုင်ခဲ့ပါတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့မဲအီတို့ဖွဲ့ဟာမြင်းနေတဲ့ခြေဆိုင်စကန်းစီကိုပြန်လာခဲ့ကြပါတယ်။အနောက်ကလည်းဓာကန်လက်နက်သမားတွေကထက်ချက်မကွာလိုက်လာခဲ့ပါတယ်။သူတို့ကစစ်ခြေဆိုင်စကန်းထဲမှာသူတို့တဲ့တုံးဝင်နိုင်မဲ့အရာတစ်ခုခုကိုရှာဖွေနိုင်ဖို့ကြိုးစားပါတယ်။မမျော်လင့်မဲ့ကားသက်စစ်စစ်ကြီးတစ်စီးကိုတွေ့သွားပြီးကားကိုစီးဖြည့်ပါတယ်။အဲ့နောက်မဲအီကဖုန်းတလုံးကိုရှာတွေ့သွားပါတယ်။ နော်တန်ကတော့ဂေဒီကားကိုပိတ်ပြီးဓာတ်ကင်လင်းနဲ့သမားတွေကိုကာကွယ်ဖို့ကြိုးစားပါတယ်။ဒါမဲ့နော်တန်အများနဲ့ပြစ်ခံရပြီးတော့ကံမကောင်းစွာပဲတက်မရှင်နိုင်ခဲ့ပါဘူး။မအီတို့၃ယောက်သားကတော့ခြေဆိုင်စကန်တဲ့ကနေလွတ်မြောက်သွားခဲ့ပါတယ်။လမ်းပေါ်မှာပဲမအီကကပတိန်ပြောင်ကြီးစီဖုံးဆက်ပြီးသူတို့ရဲ့မရှင်အောင်မြင်ခဲ့ပြီးဖြစ်တဲ့ကြောင့်ဖုံးဆက်လမ်းပြောခဲ့ပါတယ်။ပြောင်ကြီးကဖုံးကိုရရှိမိုက်စီလွှဲပေးလိုက်ပြီးမအီကသူတို့ဖုံးကိုခြေအခံပြီးဘယ်လန်းကြောင်တိုင်လိုက်လာရမယ်ဆိုတာကိုလမ်းပြပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲမအီတို့နောက်ကိုရဲကစီပြီးလိုက်လာတဲ့ခလုံးသူတွေကိုတွေ့လိုက်ရပါတယ်။ မိုက်ကရဲကားကိုခြံထားခဲ့ဖို့လုပ်ပေမဲ့လမ်းပေါ်မှာမော်တော်ဆိုင်ကယ်တစ်စီးကရုတ်တရက်ဆိုသလိုပေါ်လာခဲ့ပါတယ်။ပြီးတော့ကားကိုတိုက်ခိုက်လာပြီးမှန်ကိုရိုက်ခွဲခဲ့ပါတယ်။အဲဒီမှာပဲမိုက်ကကားကိုနောက်ပြန်လှည့်ပြီးရဲကားရဲ့ဘိန်းကိုပြစ်လိုက်လို့ရဲကားအချိန်လွန်ပြီးတောင်ဆောင်အောက်ကိုကျသွားခဲ့ပါတယ်။ဒါမဲ့ခလုံသူခေါင်းဆောင်ဦးဆောင်တဲ့ဖွဲ့ကမိုက်တို့သွားမဲ့လမ်းမှာပေါ်လာခဲ့ပါပြီ။ဒါမဲ့လွယ်လွယ်ရှုံးမပေးတတ်တဲ့မိုက်ကတော့ကားကိုပြောင်းပြန်လှည့်ပြီးရှင်းပြမောင်းဖို့လုပ်ပါတယ်။နေဆက်ကိုဥတီနေတဲ့မိုက်တို့ကားကိုနောက်ကလူအုပ်ဖွဲ့ကမိလာချိန်မှာပဲခေါင်းဆောင်ကမိုက်တို့ကားတွေကိုခုံဝင်ခဲ့ပါတယ်။ကားထဲမှာယုံရင်စက်ခတ်ဖြစ်နေချိန်မှာတက်လူနေကြရင်ကြီးထွက်သွားပါတယ်။ ကန်ကောင်းကျင်တော့အဲ့ဒီကြီးကနောက်ကလိုက်လာတဲ့ဆိုင်ကယ်သမားတစ်ယောက်ကိုမှန်သွားပါတယ်အနောက်ကလူသားစားလူစိုးတွေလည်းကားတွေဆက်တိုက်ကုန်ပါတယ်မိုက်တို့ဖွဲကလည်းကားပေါ်ကနေခေါင်းဆောင်ကိုတွန်းချဖို့လုပ်ပေမယ်သူကကားခေါင်းမိုးပေါ်ကိုရောက်သွားပါတယ်အပေါ်ကနေမိုက်ဤကိုလှမ်းဆွဲပါတယ်ရုတ်တရက်ပဲလူသားစားလူစိုးတွေရဲ့ဘတ်စကားကလမ်းကိုပိတ်ရက်လိုက်ပါတယ်ပြီးတော့မိုက်တို့ကားကိုလည်းဘရိတ်ဒါပြန်နေနဲ့ပြစ်ခတ်ပါတယ်ဒါမဲ့မိုက်တို့ကတော့ကားကိုရက်ဖို့အစီအစဉ်မရှိပဲရှင်းမြပြီးဘတ်စကားကိုဝင်တိုက်သွားပါတယ်မိုက်တို့ကားကလည်းနေဆက်နဲ့ဖြည်းဖြည်းနီးကပ်လာခဲ့ပြီးအဲ့ဒီမှာပဲစစ်တပ်ရဟတ်ရင်ရောက်လာခဲ့ပြီးအရာရှိမိုက်ပါအဲ့ဒီနေရာကိုပါလာခဲ့ပါတယ် မဲ့ရဲ့ဆိုရတူကယ်လာတဲ့ကော်မလီယာဗရက်ကိုတိုက်ဖြတ်နိုင်စွမ်းရှိတဲ့ကိုကံအားရှိသူဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။အဲ့ဒီကော်မလီယာရဲ့သွေးဆဲတွေကိုကာကွယ်ဆေးထုတ်လုပ်တဲ့နေရာမှာသုံးနိုင်မယ်လို့ဆိုပါတယ်။ဒါမဲ့ရာရှိမိုက်ကတော့ကာကွယ်ဆေးကိုချက်ချင်းအသုံးပြုဖို့စိတ်ဆန္ဒမရှိသေးပဲ။ကယောဂါကကဘာကြီးကိုလွှမ်းမိုးသွားပြီးတစ်ကဘာလုံးသူ့လမ်းမိုးနိုင်မဲ့အချိန်ကိုစောင့်ဦးမယ်လို့ပြောလိုက်ပါတယ်။မဲ့ကတော့ရဟယင်နဲ့ပြန်လိုက်ပဲကလပ်စကိုမှာပဲကြံခဲ့မယ်လို့ပြောပါတယ်။အဲ့နောက်ကလပ်စကိုမြို့မှာသူငယ်စဉ်ကနေထိုင်ခဲ့တဲ့အိမ်ကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီမှာသူဟာတပ်ပုံအဟောင်းလေးကိုကြည်ပြင်းမြေကြီးကျလာခဲ့ပါတယ်။ ပြောင်ကြီးကိုပေးလိုက်တဲ့မတ်စုစာရေးထဲမှာရေးထားတဲ့လိပ်စာရနောက်ရရင်တစည်းနဲ့လာခဲ့တဲ့ပြောင်ကြီးကမဲအီကိုရှာတွေ့ခဲ့ပါတယ်။အဲဒီမှာပဲရာရှိမိုက်နဲ့ပြောထားတာကိုမှတ်တမ်းတင်ထားတဲ့ချစ်ပြားကိုမဲအီကပြောင်ကြီးစီပေးလိုက်ပြီးတော့ဒီတက်တဲ့နဲ့ရာရှိကြီးမိုက်ကိုအေးအေးယူနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြောင်ကြီးထွက်သွားချိန်မှာတော့မဲအီကလူသားစားခလုံးသူတွေစီကိုပြန်သွားပါတယ်။အဲဒီမှာမဲအီကသူတို့ခေါင်းဆောင်ရဲ့ခေါင်းကိုပြတ်တာပြီးတဲ့နောက်လူသားစားခလုံးသူတွေကသူတို့ရဲ့ခေါင်းဆောင်အစ်ဖြစ်မဲအီကိုတင်မြှောက်လိုက်ပါတော့တယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။